မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီတလားစာဟောစတဲ့မှာဘာပါမလဲဆိုတော့စီးပွားရေးပါမယ်လူမှုရေးပါမယ်ကျန်းမာရေးပါမယ်အိမ်ဆောင်ရေးအခြေရေးစတာတွေပါမှာပါခင်ဗျာဒီဟောစတဲ့မှာဘာဘာပါလဲဆိုတာကျွန်တော်ဟောပေးပြီးရင်ဒီတကယ်အဆင်မပြေနေတဲ့ယာဒီတွင်တွေရဲ့ စီးပွားရေးလူမှုရေးကျန်းမာရေးစတာတွေကျွန်တော်အောက်မှာရတရာလေးတွေပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ္တယာရီခွင်အနေစပြီးတော့ကျွန်တော်ဟောကြားပြမှာဖြစ်ပါတယ်ခင်ဗျာမိတ္တယာရီခွင်တွေကစီးပွားရေးအနေနဲ့ပေါ့နော်မိမိတို့ရဲ့လုပ်ငန်းစီးပွားရေးမှာအနောက်အရှက်အတိုက်အခိုက်များတယ် ဘာပဲလုပ်လို့အဆင်မပြေမှုဖြစ်တတ်တယ်။နေရောညပါစိတ်ပြင်ပန်းမှုလူပြင်ပန်းမှုတွေဖြစ်တတ်တယ်။မိမိအားအမြင်မကြည့်တဲ့လူများကိုတီးခံပါစိတ်ရှည်ပါအပြောင်းအလဲများဖြစ်နေတဲ့ကာလဖြစ်တဲ့အတော့ပေါ့နော်စိတ်သက်ကြက်ခံလို့တော့လူပါလိမ့်မယ်နော်။ဒါမိတ္တရာဒီဘွားမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အညာရှိတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒီကြားဒီကာလတွေမှာ view site စီချင်ပါတယ် ဘလို့ပဲဖြစ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုဖြစ်နေတဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့စိတ်ကလည်းအဆင်မပြေမှုတွေဖြစ်နေလိမ့်မယ်အဲဒါကြောင့်ပတ်ဝန်းကျင်မှာရောဒီစီးပွားရေးလုပ်ငန်းမှာရောမိမိရဲ့စိတ်ကိုအတိငြိမ်ဆုံးထားပြီးတော့လုပ်ငန်းလုပ်စရာရှိတာကိုရှေ့ဆက်ပြီးတော့လုပ်စီချင်ပါတယ်ခင်ဗျာနော်ငွေကြေးကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိတွက်ဆတာလို့ဖြစ်လာဖို့အရင်အလားလားနည်းတယ်နောက်ပြီးတော့ငွေကြေးကြီးနဲ့ပတ်သက်ပြီးတော့လဲဆုံးရှုံးမှုတွေဖြစ်တတ်တယ်ခါလေကြရင်ပေါ့နော် ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပြောမှဆိုရင် အချင်းငါကိစ္စအမခံကိစ္စစတဲ့ငွေကြီးကြီးနဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့အသက်နိုင်ဆုံးရှောင်ရှားဖို့ရန်လိုအပ်ပါတယ်ခင်ဗျာနော်ဒါအချစ်ကြီးအချစ်ကြီးနဲ့ပတ်သက်ပြီးပေါ့နော်အာထူးခြားမှုတော့မရှိဘူးဒီအတော်သွင်းမှာချစ်သူမိမိရဲ့ဒီအိမ်ောင်ဘက်ကမိမိကိုပြစ်ဒါတာတို့အထီးကျန်မှုတွေစတာတွေဖြစ်တတ်တယ်ဒီအရာတွေအားလုံးကအပေါ်ကကိုယ့်ရဲ့စိတ်နေစိတ်ထားဒီ တလအတော်သွင်းမှာပေါ့နော်ကိုယ့်ရဲ့စိတ်နေစိတ်ထားအဆင်မပြေမှုဆိုတဲ့အရာရဲ့အောက်မှာရှိနေတဲ့သူကစီးပွားရေးကောလူမှုရေးကောစတာတွေကစိတ်အဆင်မပြေမှုတွေဖြစ်ခြင်းဖြစ်ပါတယ်ဒီကာလမှာဒီကိုယ့်ရဲ့စိတ်အဆင်မပြေမှုတွေဖြစ်လာမယ်ဆိုရင်ပေါ့နော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါမိမိကိုယ်ခွေယုံကြည်ရာဘာသာရေးကိုစိတ်နှစ်ပြီးတော့ပို့ပြီးတော့လှုပ်စီခြင်းပါတယ်ဒါကမိမိအတွက်အကောင်းဆုံးရည်ရည်ဖြစ်ပါတယ် เนาะကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာဆိုရင်ဖရာတောက်တော်ရေရန်လေးကတ်တာတို့နော်အပန်းရေချမ်းကတ်တာတို့နော်အာနောက်ပြီးတော့ဖျားဖို့ပြုတ်တာတို့ပတိစိတ်တာတို့တမထကြီးစင်စတာတွေကိုကြည့်ပြီးတော့မိမိရဲ့စိတ်ကိုအသက်နိုင်ဆုံးတနည်း9မိနစ်တော့၎င်း10မိနစ်တော့၎င်းအသက်နိုင်ဆုံးနော်စိတ်ကိုတည်ငြိမ်အောင်ထားခြင်းဟာဒါမိမိအတွက်အကောင်းမွန်ဆုံးရည်ရည်ဖြစ်ပါတယ်ခင်ဗျာမြန်မာစတာပါစား